စမ်းမယ်ကြီးတက်နဲ့လေတက်ဘသူပိုအနစ်နာခံတယ်လေဘသူပိုပညာတက်တယ်လေဒါကတက်တွင်းမှာဟိုးရင်ခစ်ကလေးကအငင်းပွားနေကြတဲ့မိကုံအခုလို့တက်မတော်ကြီးရှမ်းရှမ်းတောက်ကြရှုံးနေချိန်မှာတော့ဒီကွဲပြဲမှုတွေက အကြီးအမားဆုံးအဆင့်ကိုရောက်ရှိလာတယ်လို့ဆိုရမယ်ကြီးတက်ကလေတက်ကကောင်တွေကို အလကားပေါ်ကြော့နေတဲ့ကောင်တွေယူနီဖောင်းတွေကိုကော့ကြော့နေအောင်ဝတ်ပြီး လုံခြုံစိတ်ချရတဲ့နေရာလေထဲကနေဘေးကင်းကင်းနဲ့ဘုံပတ်ကျဲနေတဲ့ကောင်တွေတဲ့။တင်းကြီးပြောရရင်ငကြောက်တွေဘာမှစားမရှိတဲ့ကောင်တွေဆိုပြီးအထင်သေးကြသလိုငါတို့မှာကြလားနဲ့ချီမလျှော်ရသေးတဲ့ယူနီဖောင်းတွေဝတ်မိုင်ခွင်တဲ့ဖြက်မိုးရေလီမရှောင်စစ်ကြောင်းထိုးချီတဲ့ရတဲ့အပြင်မိသားစုတွေကပါရှေ့တန်းအထိုင်စခန်းတွေထဲဘာမဆိုင်ညာမဆိုင်ထည့်ထားပြီးအသေးခံတိုက်ပွဲဝင်နေရတယ်။ဆိုပြီးတော့မကျင်တဲ့ချက်တွေပုံကြီးမလာတယ် လေတက်ကကောင်တွေကလည်းជីတက်ကကောင်တွေကိုပညာမတက်လို့မင်းတို့ဒီလိုနေရတာမကြေနပ်ရင်အီးလိုရေးထားတဲ့ manual book လေးဖတ်ပြပါလားဆိုပြီးပြန်နေကြပြန်နေစာမတက်ပေမတက်ကိုជីတက်ဆိုပြီးစာကြိုးလေးတောင်ရှိလိုက်သေးជីတက်ဘက်ကတနေ့နေ့ကျရင်လေတက်ကကောင်တွေကိုကောင်းကောင်းပုံစံပေးမယ်လို့တေးထားသလိုတိုင်းပြည်ပြန်လဲတည်ငြိမ်သွားတဲ့တနေ့မင်းတို့လေတက်ကကောင်တွေပေပြီးသားမှတ်လို့ချိန်ဝါထားခဲ့တာကြာခဲ့ပြီ ။တနေ့ကတေဘောဘုစကန်တိုက်ပွဲမှာတော့ကြီးတက်ရဲ့သမိုင်းမှာလုံးဝမေးမရနိုင်တဲ့နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။ကရင်လက်နက်ကင်တွေဟာစကန်ရဲ့ပပတ်လေကိုအသေးအချာဝိုင်းဝန်းပိတ်ဆို့ထားခြင်း။တမ်တော်သားတွေကလည်းကရုတ်ချင်းဗန်ဂါတွေတဲကနေရှစ်တက်လာလို့မရအောင်စကန်မချတော့အောင်အသေးအံတိုက်ခိုက်နေရတဲ့အချိန်မှာဆက်သွယ်ရေးရဲဘော်တယောက်ကစက်ပေါက်တယ်။မြေပြင်မှာ ခွာညိုမြေပြင်မှာခွာညိုလင်းရုံလိုရှိသည်ဒါပဲ။အိမ်လော်မမြေပြင် တိန်လွာမမြည်ပြင်တီနီယာပြောဒါပဲဆိုတော့တီနီယာကိုရဲဘော်ကလက်တီကျူလောင်တီကျူနဲ့ကိုအတိအကျပေးလိုက်တယ်ဒူဘုံမူကြီးထန်းအောင်တင့်နဲ့ဘိုဆိုးလွင်တို့ကဂျက်ဖိုက်တာတစည်းဘိုကြီးကြော်တီဟာနဲ့ဘိုထင်အောင်ကိုတို့ကရက်လေရင်တစည်းနဲ့လေရင်ပြစ်ကူပေးဖို့ချက်ချင်းထွက်သွားတယ်တေဘော်ဘုစခန်းထဲမှာရဲဘော်တွေဟာလေရင်အလာကိုစောက်မြော်ကြရင်လေရင်တန်ကြားရတဲ့အခါမှာတော့ဝမ်တာအားရနဲ့ ဘာငါတဲကထွက်လက်တီးလက်မောင်းတန်းကပျော်ကြတာပေါ့စိတ်ထဲမှာလဲဩဘလို့ပင်သဘောထား꿰လဲကြပါစီအရေးကြုံလာတော့လီတက်ဟာငါတို့ကိုပြစ်မထားပါလားတက်မတော်ရဲ့ရဲဘော်ရဲဘက်စိတ်ဆိုတာဒါပါပဲလားဆိုပြီးမျက်ရည်တွေပါဝဲတက်ကုန်ကြတယ်အဲ့ဒီချိန်မှာမထင်မှတ်ပဲသူတို့အပေါ်အလင်းတန်းကြီးတစ်ခုကအုံမိုးသွားတယ်လီဘော်မြောက်တက်သွားတဲ့ရဲဘော်တွေနဲ့သူတို့ရဲ့အပိုင်းဆာများ တစ်ချိန်တည်းမှာပဲရက်လေရင်ကအနှိပ်ပြန်ဝဲလာကဘုံကျဲလို့မသေးတဲ့ကောင်းတွေကိုဆက်လက်နဲ့ပါထက်ဆွဲသွားလို့မသေးမရှင်တဲ့အရှင်တွေကပါထက်သေးသွားရပြန်တယ်တိတိကျကျပြောရရင်30ကျော်လောက်ခဏတွင်ပြုတ်ကနေပဲအခြေအနေကိုရိတ်စားမိတယ်ကျန်တဲ့တက်မတော်သား80လောက်ကတော့မြစ်တာတရားရှေ့ထားပြီးအလံဖြူထောင်းက KNU ဘက်ကိုဂမူးရှူတို့ပြေးကြရတယ်မပြေးလို့ကမရလေနောက်ထပ်လေရင်နစီလာဦးမယ်တဲ့ အခုဆို KNU ကကယ်လိုက်တဲ့တက်မတော်သား82ယောက်ဟာသွေးကြွေးမှာဆွေးနွေးစရာမရှိဆိုပြီးလေတက်ကကောင်တွေနဲ့သူတို့ရဲ့မိသားစုရှိတဲ့နေရာတွေစီသွားပြီးတွေ့ရတင်းချိုင်းဓာမဆိုင်ဆိုပြီးစစ်တွေးကြွနေလို့ KNU တွေကမနေ့ထိန်ထားရတယ်တဲ့ပြောချင်တာကဒါမဟုတ်ဘူးကျွန်တော်အဓိကပြောချင်တာကတက်မတော်ဒီလိုအဖက်ဖက်ကရှုံနေချိန်မှာဒီလိုမျိုးသတင်းတွေကိုတင်နေတာကဟိုဘက်ကမဟုတ်ပဲကိုဘက်ကလူတွေကြီးဖြစ်နေတယ် တကယ်တော့ဒီလိုအခြေမျိုးမှာတက်မတော်ရဲ့အကွဲပြဲသတင်းတွေကိုထိုင်တင်ရမှာမဟုတ်ဘူးဗျ။သတင်းကမှန်ခဲ့သည်ရှိသောတင်ကိုယ်တိုင်အမှန်တရားကို ဖုံးကွယ်ရမယ့်အချိန်ရောက်လာပြီဖြစ်တယ်ဆိုတာပါပဲ။တက်မတော်ရဲ့ကောင်းသတင်းအောင်သတင်းတွေပဲပြန့်နှံ့ပါစေ။သတင်းအမှန်တွေတင်ဆက်ပေးနေတဲ့ Universe Agency